အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပြုပြင်မူမှန်မှုလုပ်ငန်းများအချိန်မီပြည်စည်းရေးကျွမ်းကျင်ပညာရှင်များဆက်ရံတရားကြီးများဖြင့်အရှိန်အဟုန်မြင့်တင်ဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားစံကျောင်းတော်နှင့်ရင်မြင်တော် ကရွေးဖောင်တော်တို့သည်မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့သည့်အင်အားဖြင့်မန္တလေးငလင်တန်းကျောင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးဖျားဘူးလာပြည်သူများ ထိခိုက်မှုများမဖြစ်ပေါ်စေရေးအတွက်ဖျားကောဘကအဖွဲ့မှစံကြောင်းတော်တွင်ဝင်ရောက်ဘူးမြော်ကြီးညိုခွင့်ကိုယာယီရပ်နားထားခဲ့ပါတယ်ထိခိုက်ပျက်စီးမှုများအမြန်ဆုံးပြန်လည်ပြုပြင်မောမန်ဆောင်ရွက်နိုင်ရန်နိုင်ငံတော်အစိုးရရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏လမ်းညွှန်မှာကြားချက်များနဲ့အညီကျွမ်းကျင်ပညာရှင်များတက်မတော်သားများရဲတပ်ဖွဲ့ဝင်များမိသက်တက်ဖွဲ့ဝင်များဒေသခံပြည်သူများလောက်အားဒါနရှင်များက ဝိုင်းဝန်းပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ယခုချိန်တွင်စံကြောင်းတော်ကုန်းမြေပုံမူခိုင်ခန့်စေရေးအတွက်တန်မဏိရှိပိုင်းရိုက်ခြင်းလုပ်ငန်းပင်မစံကြောင်းတော်တိုင်များထပ်ပိုးကွန်ကရစ်လောင်းခြင်းနှင့်လှေကားကြီးများပြင်ဆင်ခြင်းရင်းမြစ်တော်ကွဲမှုများပြုပြင်ခြင်းနှင့်အခြားဘက်ဆောင်ပြုပြင်မောမှန်မှုလုပ်ငန်းများကိုကျွမ်းကျင်ပညာရှင်များဆက်ရံတရားကြီးများဖြင့်အချိန်မီပြီးစည်းရေးအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီးအနေနဲ့အရရမှာ စေတနာရှင်အလူရှင်များကလည်းအလူငွေများနှင့်ပစ္စည်းများ ပါဝင်ကုသိုလ်ယူထည့်ဝင်လျက်ရှိကြကြောင်းသိရှိရပါသည်ခမညာ